ချစ်ချင်း၏ဥတန်းလင်က Lin Alamu Les yeux bleus sur nous peuvent s'effondrer De la terre peut bien s'écrouler Pas m'importe si tu m'aimes Je m'en fous du monde entier. Paris Olympic ပွဲမှာစီလင်းဒီယွန်ကြီးကအဲ့ဒီလိမ်အာလာမှုတခြင်းကိုဆိုသွားတာ။ Wow 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 နဲ့အမေရိကကြီးကြီးတားရပါလေ။အကြောင်းကတော့သူခမနာဖျားမကျန်းဖြစ်တာနှစ်လကြာလို့ wheelchair လေးပေါ်မှာတာခွေရန်ဖြစ်နေတဲ့ပုံကို မကြသေးခင်ကမှမြင်မိပြီးတန်ဝေကရထားဘူးတာကိုအခုတော့မမင်းကြီးမကမဲရင်မပါသည်မြရင်မပါသည်ဆိုပြီးအီဖယ်တာဝါပေါ်တက်ပြီးတချင်းစုပြလိုက်တာငေမူငေသွေးတရွေးသားမြတ်တော်ရုံမတော်ဘူးနေမကောင်းလို့အိပ်ရဲလဲနေပါတယ်ဆိုတဲ့ယောဂာတဲ့တယောက်ကိုမျောစင်ပေါ်တက်ပြီးတချင်းစုခိုင်းနဲ့ပြင်သစ်တေကိုလည်း အာမနာရှာမချူခိုင်းရလေခြင်းလို့အောင်းမိမိပြီမဲ့လေတကယ်တမ်းတော့သူတို့နိုင်ငံအတွက်ဂုံယူလောက်တဲ့ယရနာတပါမှုရွှေပေါ်မြတ်တင်လှုပ်ပြီးမင်းပိဋကဘူပုံအလယ်မှာတကွန်ထူသွားပေတာ우ဆီလင်ဒီယွန်ဆိုတာပြင်သစ်စကားပြောအဆူတော်တွေထဲမှာကဘာကျော်ထိတ်တန်းအမှုပညာတဲ့တယောက်ပါတိုက်တန်းနဲ့ရုပ်ရှင်တခြင်းဆိုတဲ့သူဆိုရင် မသိရသူမရှိပါဘူးအခုအဲ့ဒီအဆိုတော်ကပြင်းသစ်ຫນွေတွေကပါလို့လေဘယ်တက်ပြသွားတာပြင်းသစ်စကားနားမလဲလို့ "तू ကဘာရီစုတော့မှမသိပါဘူး"လို့ဆိုရင်တောင်းအတန်အင်အားနဲ့ဂီတတန်စင်တွေကရင်ထဲအသေးသေးစူးနစ်သွားတာအမှန်ပါပဲဒီတခြင်းက ပြင်းသစ်နိုင်ငံရဲ့တည်တည်ငယ်ကလေးလို့တင်စားကြတဲ့အဆူတော်ကြီးအီဒီတရပြတခြင်းပါ အတိပယ်ကတော့ချစ်ချင်းမေတ္တာရဲ့ဥဒန်းလင်ငါပါတဲ့လင်းဆိုတာနိုင်ငံတော်တချင်းကိုလေအဲ့ဒီလိုခေါ်တယ်ကလေးတွေအတွက်သူတို့မိမိဆိုတဲ့သားချော်ဒီလီတွေကိုလေလင်းလို့ခေါ်တယ်အခုတချင်းကတော့အချစ်တွက်ဖွဲ့တဲ့ဒီတပုတ်ပါတဲ့ဘာတွေရေးထားလဲဖတ်ကြည့်အောင်နော်ပထမတစ်ပိုက်ကတော့အပေါ်မှာရေးထားခဲ့တဲ့အတိုင်းပါပဲမိုးဘွားကောင်းငင်ပြရေးရလဲ တို့ပေါ်ပြူကြခြင်းကြစမ်းပါစေကိုအောက်ကပထူအီအီမီကြီးကလည်းတွတ်တွတ်ခါရမ်းနေပါစေမင်းကကိုကိုချစ်နေတဲ့၍ဘယ်အရာမှအေးမကြည့်ပါဘူးတကဘာလုံးကိုဆွတ်လွတ်ရပါတယ်တဲ့ Don't love me inondra me matam Don't come on go free me ra sutiman pamam po te le probleme mon amour puisque tu m'aimes မနက်ခင်းတိုင်းမှာအချစ်စိတ်တွေနဲ့ဒုံမွန်းပြီးနိုးထလာသည်၍ချစ်သူရဲ့လက်ဘွားဆုံအောင်မှာကိုခန္ဓာတစ်ခုလုံးချစ်သိမွေးညင်ထမိတဲ့အထိကြည်နူးလာသည်၍ဘယ်ရာကမှအရေးမကြီးတော့ပါဘူး ချစ်သူဟာကိုယ့်ကိုချစ်နေဖို့ပဲလိုပါတယ်တဲ့ရှိရယူစကူဘူဂျူမွန်ဒရှမဖရက်တန်ဒရော့အွန်ဘလွန်ဒစီချူမလာတမွန်ဒရှိရတေခရိုရှေလာလူးနာရှိရဖိုလီလာဖော်ချူနာစီချူမလာတမွန်ဒဟိုးကဘာဆုံးထိရှောက်ရရှောက်ရ ခေါင်းတစ်ကောင်းလုံးကသပင်တွေကိုအယောင်ချွတ်ပြီးရွှေရအောင်ပဲဆူရဆူရချစ်သူခိုင်းသမျှဆိုအကုန်လုံးပဲတဲ့ချစ်သူဟာစီရင်ကောင်းငယ်ကလာမင်းကြီးကိုလည်းဖြုတ်ယူပေးမယ်စီးစီဥစ္စာလူသမျှကိုလည်းမရရအောင်ယူပေးမှာပါပဲတဲ့ရရနီရမပါထရီရရနီရမေဇမီစီချူမလာဒမွန်တဲ့ On peut bien rire de moi, je ferai n'importe quoi si tu me le demandais. Si tu as caimé, souillé, suis mieux mi banelé, c'est pas pas me. Tengé j'ai un pan d'inélé, c'est pas pas me. Si tu te portes à ma vére. Si tu as caimé, ma durée peut louer l'ambiance, ma vére louer à louer, louer ma vére. Si un jour la vie t'arrache à moi, si tu meurs, que tu sois loin de moi, pas m'importe si tu m'aimes, car moi je mourrai aussi. Nous aurons pour nous l'éternité. dans la cela de tout l'immensité. Dans le ciel, plus de, de problèmes. Mon amour, crois-tu qu'on s'aime? Dieu réunit ceux kisem တနေ့တော့ခါဝိညာဉ်ကခန္ဓာကိုစွန့်ခွာရအောင်ပါပဲချစ်သူနဲ့ရှင်ခွဲတော်၎င်းတေခွဲတော်၎င်းဝေးကွာရအောင်မယ်ဆိုရင်တေတူရှင်မကွာလိုက်ပါမယ်သူမို့လို့ဒါလည်းပဲသိအရေးမကြီးတော့ပါဘူးဆုံးစာမရှိတဲ့လွင်မြင်ကောင်းငင်ပြားကြီးထဲမှာ ထာဝရတည်ရှိနေမဲ့လူနှစ်ဦးရဲ့အချစ်စစ်တွေကြောင့်ဘုရားသခင်ကပြန်လည်ပေါင်းစုံပေးအောင်မယ်ဆိုတာယုံတယ်မလားတဲ့အမှန်တော့အဲ့ဒါအီတီပီအက်ဂျီကဘောင်ကျဲတဲ့တခြင်းကြီးပါလူစီမှာထွင်းနေတာဟိုတခြင်းတွေလိုပါပဲအဲ့ဒါနဲ့ဥလမြစ်ကစားဝတ်နဲ့ဘာဆိုင်လဲဆိုတော့ဆိုင်သင်းတဲ့လောက်တော့ဆိုင်တယ်လို့ဆိုရမယ်ဒီတခြင်းကို ATPF ကသူ့ချစ်သူ မတ်ဆာကတုံအတွက်ရေးခဲ့တာအဲ့ဒီလူကပြင်သစ်လက်ဝဲချန်ပီယံပြင်သစ်နိုင်ငံအတွက်စုတစိတ်တွေအများကြီးယူပေးခဲ့တဲ့လက်ဝဲကျော်လေးကိုသူ့ချစ်သူအဆိုတော်မလေးကအချစ်တချင်းလေးနဲ့ကျူးပြတယ်ဆိုတဲ့သဘောပဲလွန်စရာကောင်းတာကတော့အဲ့ဒီလက်ဝဲသမားလေးဟာအမေရိကသူ့ချစ်သူစီကိုလိုက်သွားရင် လေးမြန်ပြက်ကြလို့ဆုံးသွားရှာတယ်ဒီနောက်ခံဇလန်းကြောင့် ဒီတခြင်းကို ATPFG ပြန်ဆိုတဲ့အခါတိုင်းရင်ခွဲပလက်နဲ့ဆိုပြီးကြားရသူတိုင်းကမျက်ရည်မစင်နိုင်အောင် ဖြစ်ရတယ်တဲ့ကိုရုစီမှာအန်တီထားကြီးနှစ်ပံသူမဟုတ်ဘယ်သောအခါကိုပြန်ဆိုသလိုနေမှာပေါ့ဒီတခြင်းနဲ့ကဘာကျော်သွားတဲ့နောက်အဆိုတော်တယောက်ကတော့မီရဲမတ်ချူတဲ့မော်ရန်ဆိုရလဲရှိသေးတယ်သူလည်းပဲဆုံးသွားတာမကြသေးဘူး အင်္ဂလိပ်လိုဘာသာပြန်ပြီးဆိုထားတာတွေလည်းရှိပါတယ်။ခုဒီသချင်းချောင်းကိုရေးပြတာကတော့ငါပြင်သစ်စာတက်တယ်ပြင်သချင်းနားလေတယ်အဲ့လိုမျိုးလူထင်ကြီးခံနေလို့မဟုတ်ပါဘူး။ရင်ကျမှုအမွေနဲ့ဆိုတာသူတို့စီမှာလည်းရှိတယ်။ခုစီမှာလည်းရှိတယ်။အဲ့ဒါတွေကိုအရသာခံတတ်ဖို့တော့လိုတယ်။တံမိုးထားရဖို့လည်းလိုတယ်။အသည့်ဆိုတာနေ့တိုင်းပေါ်နေတာငေရွယ်နှုတ်နယ်တော့ဆိုရင် စပ်ဖြည့်ဖြည့်မျက်နှာနဲ့ဂျွန်းတူပြလဲဝဲဝဲကွေးတော့အားပေးကြတာပဲကိုရုငငယ်တော့ကစင်တင်သောက်သောက်ဆိုင်တွေကနေနိုင်ငံညောအဆူရောဖြစ်သွားတဲ့တီတီကိုကိုလီလီဝါအီချမ်မီတို့မှတ်မိကြသေးလားသူတို့ဆိုတော့မကောင်းဘူးပြောတာမဟုတ်ဘူးเนาะအရန်ကောက်ပါတယ်အရန်ကြိုက်ပါတယ်ဒါပေမဲ့အချိန်ကာလနဲ့အသက်အရွယ်ကတိုက်စားသွားတဲ့အခါဘာမှမကြံရခဲ့ဘူး ဒီသချင်းကတော့1949ကသချင်းခုချိန်တည်းအောင်ယူမသွားသေးဘူးဟောင်းမသွားသေးဘူးဆိုရတာလည်းအရသာရှိတယ်နားထောင်ရတာလည်းအရသာရှိတယ်အဆူတော်တွေမရှိတော့ပေမဲ့လေသူတို့သချင်းလေးတွေကိုရှာရှာပြီးနားထောင်ရအောင်မယ်ခံစားလို့လည်းရာနေတော့မယ်မမကြီးသချင်းကိုမမကြီးကိုယ်တိုင်ပြန်ဆိုတာချူပြုံးသချင်းကိုချူပြုံးကိုယ်တိုင်ပြန်ဆိုတာ ဇေယျဟောခွင့်လွတ်နားလဲပြီးလက်ခံရတယ်ဆိုပေမဲ့ဗျာဒိဒုက္ခနဲ့ပိဋကတ်ရှိကနေ၃နှစ်လောက်ပြောက်သွားတဲ့ဆီလင်းဒီယွန်ကြီးတယောက် coming back လာလို့တာထေဝါခန္ဓာလွန်းလို့အယံကိုအံ့ဩချီးမွမ်းရပါတယ်ဒီစာကိုဖတ်ပြီးတချင်းလေးပြန်နားထောင်လိုက်ရင်တော့ပိုးပြီးအရသာတွေ့လာလိမ့်မယ်လို့မျှော်လင့်မိပါတယ်